မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့ February 12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်မှာစစ်မှုထမ်းရန်လူငယ်များကိုအတင်းအဓမ္မဖမ်းဆီးနေသူမြင်းနာချေရွာအုပ်ချုပ်ရေးမှုဝင်းဦးရဲ့နေအိမ်မိရှုခံရပြီးတော့မိလောင်နေတဲ့အချိန်မှာရရွာပြည်သူများအလုံးကလာရောက်ပြီးတော့ကူညီပြီးမိငိမ့်တက်ချင်းမပြုတ်ပေးတဲ့အတွက်အိမ်ဟာမိလောင်ပြကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဖေဖော်ဝါရီလ17ရက်နေ့မနက်2နာရီအချိန်မှာရမဲသိမ်းမြို့နယ်မြင်းနာကြည်ဝအုပ်စုမြင်းနာကြည်ဝအုပ်ချုပ်ရေးမှုဝင်းဦးရဲ့နေအိမ်ကိုမိဝင်ရောက်ရှုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုရဲ့နေအိမ်မိလောင်ကျွမ်းနေတဲ့အချိန်မှာကြည်ဝကပြည်သူလူထုများကမိလောင်နေမှုကိုလေးလို့ရှုထားပြီးတော့ဘသူကမှမိထွက်ငြိမ်းရန်ကူညီပေးကြခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့်အုပ်ချုပ်ရေးမှုဝင်းဦးရဲ့နေအိမ်ဟာမိလောင်ပြကျသွားတယ်လို့သိရပါတယ်။ ုတ်ကြီးဝင်းဦးကအသက်18နှစ်ကနေပြီးတော့အသက်35နှစ်အထိစစ်မှုထမ်းခေါ်ရာမှာစစ်ခွဲတွေအလိုကျဖမ်းဆီးထားတွေကိုပြုတ်လို့တော့ကျေးရွာနေပြည်သူတွေကသူ့ကိုမနှိမ်ညို့ကြဘူးအဲ့ဒီမှာအုတ်ကြီးရဲ့နေအိမ်ကိုမိရှို့တယ် ်မိလောင်တာတရွာလုံးကတိကြပေမဲ့ဘသူကမှလည်းထပြီးတော့မငိမ့်ကြဘူးကုလည်းမကူကြဘူးမိငိမ့်ပေးမဲ့သူမရှိတော့တိန်လုံးပြကြသွားတာဘောလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်မိရှုပ်ခံရတဲ့အုတ်ချုပ်ရေးမှုဝင်းဦးရဲ့နေအိမ်ဟာရမဲသိန်းမျိုးအမှတ်၃လက်ချင်ရေးတက်နဲ့ဂိုက်၆ရာသာကွာဝေးပြီးစစ်တပ်ကလည်းလာရောက်ပြီးတော့ကုညီမိငိမ့်တက်ပေးမှုမရှိဘူးလို့သိရပါတယ်မြင်းသားကျေးရွာအုတ်ချုပ်ရေးမှုဝင်းဦးက၎င်းရဲ့နေအိမ်မိရှုပ်ခံရပြီးတဲ့နောက်စစ်တပ်ကိုခေါ်ယူကလုံခြုံရေးအကူအညီတောင်းယူခဲ့တယ်လို့သိရပါတယ်အုတ်ချုပ်ရေးမှုဝင်းဦးဟာ ရဲမှန်အောင်အမြင်နဲ့ကုန်ပစ္စည်းအယောင်ဆိုင်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။သားသမီးတွေဟာလည်းကုန်ပစ္စည်းနဲ့ကုန်စုံဆိုင်များကိုဖွင့်လှစ်ထားကြတယ်လို့သိရပါတယ်။အုတ်ချုပ်ရည်မှုဘဝကိုရောက်မှငွေကြေးတွေချမ်းသာလာပြီးဆိုင်များဖွင့်လှစ်လုပ်ကိုင်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ် ်ဗရန်မြို့ဖျားတောင်မှာတက်ဆွဲထားတဲ့စစ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးတက်ပြတ်ပြီးတော့စခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးစစ်စခန်းကိုမိရှို့ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာ9ရက်နေ့မိုးလဲတနအိကမှာငဖဲမြို့နယ်ဗရန်မြို့အနောက်ဘက်ပြင်းဝစစ်စေးဂိတ်အနီးမှာရှိတဲ့ဖျားတောင်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကုန်းကိုချင်းကာကွယ်တပ်အရှို CDF အရှို့တော်လိုင်းရဲဘော်များကဝင်ရောက်ပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်တပ်စခန်းကုန်းကိုတော်လိုင်းတပ်ဖွဲ့များကအနီးကနေရာယူပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သားများကအနေငယ်ပြန်လဲပြစ်ခတ်မှုလုပ်တာတုံ့ပြန်ပြီးတော့စခန်းကိုဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများတက်ပြတ်ပြီးတော့စခန်းဆုတ်ခွာသွားပြီးတဲ့နောက် CDF အရှိုးကတော်လိုင်းရဲဘော်များကဖျားတောင်စခန်းကုန်းပေါ်မှာရှိတဲ့စစ်သားများနေထိုင်ခဲ့တဲ့အဆောင်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ပြင်းဝစစ်စေးဂိတ်မှာရှိတဲ့စစ်သားများအလုံးဟာဗရန်မြို့အနီးမှာရှိတဲ့စစ်တပ်စခန်းများဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။လက်နက်တွေတော့မရခဲ့ပါဘူး။ ခဲရန်အနေငယ်လောက်ပဲစခန်းကုန်းကနေရခဲ့ပါတယ်စစ်ခွေးတည်ဆုံးမှုမရှိပါဘူးအကုန်လုံးထွက်ပြေးသွားကြတယ်ကင်းဂိတ်စခန်းတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကကင်းဂိတ်တွေကိုမလုလားရပဲနဲ့တော်လိုင်းရင်းနဲ့ဆက်ဆက်တယ်ဆိုပြီးတော့အရဲသားပြည်သူတွေကိုနှောက်ယှက်မှုပေးတာတွေရဲ့တင်းကြပ်မှုတွေလုပ်တာတွေရဲ့မလုလားရပဲနဲ့ငွေကြေးကောက်ခံမှုတွေအရဲသေးစားနဲ့လက်ထိုးမှုတွေကိုဒီလိုမျိုးတွေလုပ်နေလို့မကြိုက်နဲ့တတ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီစခန်းကုန်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပါတယ်လို့ CDF အရှိုးကတာဝန်ရှိသူစလိုက်ရိုးချင်းကပြောပြထားပါတယ် တိုက်ပွဲဖြစ်ပွားပြီးတရက်အကြာဖေဖော်ဝါရီလ17ရက်နေ့မှာဖျားတောင် စခန်းကုန်းအနီးမှာရှိတဲ့ဂုံးဝနဲ့ရင်းရွယ်အရှိုးချင်းကျေးရွာများကအပြစ်မဲ့တဲ့အရက်သားပြည်သူများကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။တော်လိုင်းရေးတပ်ဖွဲ့များရဲ့စစ်စစ်ရေးများကြောင့်ပြည်သူများဖမ်းဆီးခံရတယ်လို့ အမြင်လွဲမှားမှုမဖြစ်ပေါ်စေရန်မြစ်တာရက်ခံထားကြောင်း CDF အရှိုကတာဝန်ရှိသူစလိုင်းယိုချင်းကပြောပြထားပါတယ်ဒီလိုမျိုးတိုက်ပွဲတွေဖြစ်ပြီးသွားပြီဆိုရင်တိုက်ပွဲအနီးနားမှာရှိတဲ့ခြေရွာကအေးအေးဆေးဆေးကောင်းရကောင်းဝယ်လှုပ်ရှားနေကြတဲ့မီယိုဖလာလောက်ကင်စားတောင်းနေကြတဲ့အရက်သားပြည်သူတွေကိုဖမ်းဆီးတာမျိုးတွေလုပ်တတ်ပါတယ်ဒီလိုမျိုးဖြစ်စဉ်တွေကတော့ရှေ့မှာလည်းဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့လဲစစ်စင်ရေးလုပ်တဲ့အခါမှာအရက်သားပြည်သူတွေနဲ့နီးစပ်နေတယ်ဆိုရင်တော့အတက်နိုင်ဆုံးရှောင်ရှားပြီးတော့စစ်စင်ရေးလုပ်တယ်ဆိုပေမဲ့ကြားလေကြားလေအရက်သားတွေနဲ့အနီးနားမှာပဲစစ်ကောင် စီတပ်သားတွေကတပ်ဆွဲတာမျိုးတွေလောက်တာမို့လို့အခုလိုမျိုးစစ်စင်ရေးလုပ်ပြီးလို့ဖမ်းခံရတာမျိုးဆိုရင်ပြည်သူတွေဘက်ကအမြင်မလွဲကြဖို့အတွက်ပြောချင်ပါတယ်မိမိတို့နားမှာစစ်စင်ရေးလုပ်ပြီးလို့ရှိရင်မိမိတို့အနီးအနားကရွာတွေကပြည်သူတွေဖမ်းခံရတယ်ဆိုပြီးတော့ပြည်သူတွေဘက်ကအမြင်ဆောင်တာတွေကိုလည်းကြုံရနိုင်တာမို့လို့ဒါတွေကိုလည်းအထက်နိုင်ဆုံးနားလည်ပေးဖို့မြစ်တာရက်ခံကြမှာတယ်လို့ CDF အရှုကတာဝန်ရှိသူစလိုင်းယိုးချင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ဟိုပန်မြို့နယ်မှာ UWSA ဝါတပ်ဖွဲ့ကရုံးဆိုင်ရန်အတွက်ပုပ်ပလိကပိုင်းမြေခွက်တချို့ကိုတင်းယူရန်ပြင်ဆင်လျက်ရှိရာ အငင်းပွားမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟိုပန်မြို့မှာရှိတဲ့ဘိုးဘွားပိုင်ကြီးဖြစ်တဲ့ပုပ်ပလိကပိုင်အိမ်အောင်စုရှစ်စုရဲ့မြေခွက်တချို့ကို UWSA အဖွဲ့က2024ခုနှစ်အောက်တိုဘာလအတွင်းကစတင်ပြီးတော့သိမ်းယူမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ပုပ်ပလိကပိုင်မြေပိုင်ရှင်များကတိုင်ယာတန်ချေးပေးရန်တောင်းဆိုခဲ့တော်လဲ UWSA ကတိုင်ယာတန်ချေးမပေးဘဲလုံခြုံရေးအားနည်းတဲ့ စစ်တပ်ပိုင်းမြေခွက်နေရာကိုသာအစားထုတ်ပေးရန်လှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။မြေပိုင်ရှင်များကမြေခွက်ကနေပြီးတော့ပြောင်းရွှေ့ရန်ငင်းဆန်ပြီးတော့နှစ်ဖက်ညှိနှိုင်းစေကာလမှာ UWS တပ်သားများကမြေခွက်ထဲကိုအတင်းဝင်ရောက်ပြီးတော့တစ်ပင်များကိုခုန်လဲခြင်းများလှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်လို့မြေသိမ်းခံရတဲ့မိသားစုဝင်တချို့ကပြန်လည်ပြောပြထားပါဗျ။ဖေဖော်ဝါရီလ10ရက်နေ့မှာအိမ်တော်စု၈စုနေထိုင်နေစေဘိုးဘွားပိုင်မြေနေရာကို UWSA ဝါတက်သားများကအတင်းဝင်ရောက်ပြီးတော့ rubber ဘီများကိုခုတ်လဲနေခြင်းဖြစ်တယ်လို့မြေပိုင်ရှင်များကပြောဆိုထားပါတယ်။တန်ရတန်ကြီးပေးတာမရှိပါဘူး။တကယ်လို့ရော်ကြီးလိုချင်တယ်ဆိုရင် rubber ဘီတပင်ကိုတရုတ်ငွေယွမ်း200ပေးမယ်လို့ပြောတယ်။ကျမတို့ကတန်ရတန်ကြီးလိုချင်တယ်မြေနေရာကောင်းကောင်းပေးပါ။ကျမတို့ပြန်ပြီးတော့လောက်ကင်စားတော့ဖို့လို့ပြောထားတာ။ညီနိုင်နေရင်းနဲ့တင်သူတို့ကအဲ့လိုမျိုးမတရားတွေလုပ်နေတယ်။ရုံးနေကိုလည်းကျမတို့ဘက်ကအချိန်ချင်းတက်တယ်။တနေ့ညကပဲပိုင်နယ်ထဲမှာဒီလိုမျိုးတွေလုပ်တာတအားကိုလွန်လုံးပါတယ်။ပေါက်ဈေးကတရုတ်ငွေနဲ့ဆိုရင် ေ40 60ကိုအနည်းဆုံးကရွံတသိန်းကျော်လောက်ရှိတယ်ခြံကတအီကကျော်ရှိတယ်လို့မြေယာပိုင်ရှင်တအူးကပြောပြထားပါတယ်အဲ့ဒီမြေနေရာကို UWSC ကရုံးဆိုင်ရန်လှုပ်ဆောင်နေခြင်းဖြစ်ပြီးတော့မြေယာအစားထိုးဆိုပြီးတော့ပြန်ပေးတဲ့မြေနေရာဟာလည်းလုံခြုံရေးအားနည်းတဲ့စစ်တပ်ပိုင်းမြေနေရာများကိုပြန်လည်ပြီးတော့ချထားပေးခြင်းဖြစ်တယ်လို့သိရပါတယ်။မြေပိုင်ရှင်များကရောချင်းသို့မဟုတ်မြေနေရာကောင်းကောင်းပေးရန်ညှိနှိုင်းတောင်းဆိုနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးညှိနှိုင်းနေတဲ့ကာလမှာတင်ရဘာပြေများကို မတရားတစ်ဖြစ်ဝင်ရောက်ပြီးတော့ခုတ်လဲနေခြင်းဖြစ်တယ်လို့သိရပါတယ်။ပေါင်စည်းအတိုင်းမပေးရင်တော့မှတဝက်လောက်နဲ့ဆိုရင်ကျမတို့ဘက်ကလက်ခံဖို့အသင့်ပါပဲ။ပြန်ပြီးတော့အရင်နည်းလေးရရင်မစိုးဘူးပေါ့။ကျမတို့ကအဲ့လိုစိတ်ကူးထားတာဒါပေမဲ့အခုလိုမျိုးညှိနှိုင်းစဲကာလမှာတည်းသူတို့ကဒီလိုမျိုးမတရားလုပ်နေတာဒီကိစ္စကိုလှုပ်တာကလီကျုံရံဆိုတဲ့ဒုအတွင်းရေးမှူးကရဲဘော်လေးတွေကိုခိုင်းတာလို့ကျမတို့ဘက်ကပြန်သိရတယ်လို့မြေယာပိုင်ရှင်တို့ကပြောပြထားပါတယ်။ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဥညီရန်ကိုဟိုပန်မြို့နယ်မှာ public ကမြေခွက်တချို့ကို UWS ကသိမ်းယူထားမှုနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းရမှာမတရားမှုများရှိရင်တိုင်ကြားနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်အထောက်အထားနဲ့တက်ဆိုင်ရာကိုတိုင်လို့ရပါတယ်နော်လို့ဥညီရန်ကပြန်လည်ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံပတ်တရားမှာအလုရမယ်ဆိုပြီးတော့ပွဲစားကတရားမဝင်ခေါ်သွင်းလာတဲ့အသက်၁၈နှစ်အောက်ကလေးငယ်၃၅ဦးအပါအဝင် မြန်မာအယောက်60ဦးဟာလန်ခေးမှာပွဲစားရေးဆုံးဖြတ်ခြင်းကိုခံခဲ့ရပြီးတော့ငွက်ပြက်မောပန်းနွမ်းနေနေတဲ့အခြေအနေနဲ့ထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာ10ရက်နေ့မှာထိုင်းနိုင်ငံခေါခိုခရိုင်ရမ်စီမြောက်ခရိုင်ခွဲမှာနေအိမ်များထံကနေပြီးတော့အစားအသောက်များလိုက်လံတောင်းရနေတဲ့မြန်မာအမျိုးသားနှုတ်ဦးကိုတွေ့ခဲ့တဲ့အတွက်ထိုင်းအာဏာပိုင်များထံကိုဒေသခံများကသတင်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်ထိုင်းအာဏာပိုင်များကတွားရောက်ပြီးတော့ကြိရှိစစ်ဆေးခဲ့ရမှာတော်ထဲမှာငွက်ပြက်မောပန်းနွမ်းနေနေတဲ့ မြန်မာအမျိုးသား18ဦးမြန်မာအမျိုးသမီး9ဦးနဲ့အသက်18နှစ်အောက်အရွယ်မရောက်သေးတဲ့သူ35ဦးတို့အပါအဝင်မြန်မာနိုင်ငံသား58ဦးတို့ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံသား58ဦးဟာထိုင်းမြန်မာနယ်စပ်မဲဆောက်ကနေတဆင်ထိုင်းနိုင်ငံအတွင်းထဲကိုတရားမဝင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ပတရားမှာအလုရမယ်ဆိုပြီးတော့ပွဲစားကခေါ်ယူလာပြီးလမ်းခရီးမှာစွန့်ပစ်ခဲ့တယ်လို့သိရပါတယ်အလားတူပဲဖေဖော်ဝါရီလ17ရက်နေ့ကလည်းထိုင်းနိုင်ငံသဘူခရိုင်ခွဲမှာပွဲစားရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်မြန်မာနိုင်ငံသားမောင်နေနီ ကိုအောင်စားလူနဲ့ကိုရာဘီတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့ဟာဖေဖော်ဝါရီလ9ရက်နေ့ကမဲဆောက်ကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတို့နဲ့အတူလူအယောက်40ပါဝင်ပြီး၎င်းတို့အားလုံးကိုပွဲစားကဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့မြန်မာအယောက်60ဦးကိုထိုင်းအာဏာပိုင်များကတရားမဝင်ဝင်ရောက်မှုဆိုင်ရာလူဝင်မှုကြီးကြပ်ရေးအုပ်ဥပဒေနဲ့အမှုဖွဲ့အေးအေးယူဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပန်းဆိုင်နိုင်ကြပါစေခင်ဗျာ